ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာနှုတ်ဝတ်ချင်တဲ့ရနေရွေးရစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီ channel လေးကနေစိတ်ဝင်စားဖွယ်ဂမ်ဘီယာပရလောကဇလားကောင်းတွေကို နေ့စဉ်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ဒီကနေ့မှာတော့ပရိသတ်ကြီးနားဆင်ရမယ့်ဇလန်းလေးကစာရေးသူခိုးရေးသားထားတဲ့မောင်ရီကဲနဲ့နန်းကဝေမဇလန်းလေးကို ပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။အုံဆိုင်နေတဲ့တောင်မော်ရွာလေးတူရတောင်မော်ရွာဆိုတဲ့အတိုင်း တောင်နှမ်းမြင့်မြင့်ကြီးတွေကဝင်းရောင်ကွေ့ဝိုက်ထားလိမ့်တယ်။ကွေ့ကွေ့ကောက်ကောက်လမ်းကလေးတွေကတောင်ကျောလေးပေါ်မှာကွေ့ကဝက်ကဖြတ်လို့ဖောက်ထားပြီးဘေးတစ်ဖက်တစ်ချက်မှာတော့တောင်ကပွားရင်နဲ့ကြောင်ကြီးကနေရာယူထားတယ်။တခြားလူတွေဖို့တောင်ဘက်လမ်းလေးဟာကြောင်မဲ့ပွဲဆိုပေမဲ့လေတောင်ပေါ်ရွာလေးမှာနေထိုင်ကြတဲ့တိုင်းရင်းသားတွေအပေါ်ကတော့တဘာဝကပေးထားတဲ့အလှပရှုကြီးတစ်ခုတက်တာတရွာနဲ့တရွာသွားလာဖို့ခက်ခဲတယ်ဆိုပေမဲ့လေအလူပွက်လဲတဲ့ပင်ရှိတဲ့ကာလမျိုးမှာတော့ တရွာနဲ့တရွာဆုံတွေ့ရလေတယ်။ဒီအချိန်မျိုးမှာရွာတရွာနဲ့တရွာမှာရှိတဲ့ကာလာသမီးပြိုတွေကလူပြိုအပြိုတဘာဝအလျောက်ရီးစားစကားပြောရင်ချစ်သူရီးစားဖြစ်သွားတတ်ကြတယ်။အခုလဲရွာထဲမှာရှိတဲ့ကောင်မလေးတစ်ယောက်နဲ့တခြားရွာကကောင်လေးတစ်ယောက်ထီးထင်ဝဲမှာစုံမိကြရင်တူးနဲ့တူးမြစ်တာမျှနေတယ်။အလုပ်ပါတဲ့တနေ့မှာတော့ခင်ဦးတို့အမွှာညီမနှစ်ယောက်တငယ်ချင်းဖြစ်သူမမော်ရဲ့အိမ်ကိုရောက်ရှိလာခဲ့တယ်။မမော်တို့ကမောင်နှမ၃ယောက်ရှိပြီး အငယ်ဆုံးမင်းကလေးဖြစ်တဲ့အတွက်တအလုံးရဲ့ချစ်ခြင်းကိုခံယူထားရတဲ့သူခင်ဦးတို့ရောက်လာတဲ့အချိန်မှာမမောကရေချိုးနေတဲ့အချိန်မမောရင်မမောကြွတော့လာတယ်ဟိမိမောရေချိုးနေတယ်သမီးတို့ရဲ့လာကြဟိသမီးရေအမောမိကြီးမိငယ်လာလေတယ်ဟိမြမြရေချိုးခွဲ့ဟုတ်ကဲ့မိကြီးစောပိုင်းရောင်ဘေးမှာရှိတဲ့ရေကပြေမှာရေချိုးနေတဲ့မမောကအသက်ပြုတ်လိုက်တယ်။ဒေါ်အေးယုံက ဖာလက်စအဝိစုတ်ကိုချထားပြီဟဲ့မိကြီးမိငယ်ညီတော်မအိမ်မိစေဘယ်သွားလဲဟဲ့ရွာနောက်ကရာတော်တဲ့သွားခဲ့တာပဲအကြီးရဲ့ဩညီတော်မအရလဲကဲတယ်ဟဲ့တရက်တလေတော့မှနန်းနာနေနေမရှိဘူးပြောမရပါဘူးအကြီးရဲ့လူကြီးတွေများအလောက်နားရေပို့ပြီးပြေးကြတယ်ထင်ပါရဲ့ကဲကဲဒီမှာပဲထမင်းစားပြန်လိုက်ကြရွာအရှိပိုင်းကတောကြောင်သားလာရောက်လို့အကြီးဝယ်ထားတယ်ဟာဒီနေ့တော့ဖောက်ခွေးနှမ်းပြီပဲ အငယ်မခေတူကဘက်ကိုပုတ်ပြီးရှာတတ်ကထပြောတော့အားလုံးကဝိုင်းလိုက်ကြတယ်။ဒီအချိန်မမောကလည်းရေချိုးပြီးတက်လာတယ်။အမလေးမင်းငယ်ရဲ့ဘယ်ကလေးကငတ်လာတာလဲဟဲ့။ဟဲ့ရောက်မှလေ။ကျုပ်ကငတ်နေတာမဟုတ်ဘူးတော့။ကို့ရခွမလောင်ရဲ့လက်ရောက်ကိုကြိုက်လို့ပါအေး။မင်းငယ်ကခေတူရဲ့စကားကြောင့်အားလုံးယူဝဲကြကုန်တယ်။မမောကလည်းအားကြမခံ။ညို့ရောက်မှမတော်နိုင်ပါဘူးအေး။ညို့လို့အစာတောင်းကြတဲ့သူသားကျုပ်ကိုနေညိုင်း ကျောက်တော်ရှာတဲ့မြညင်းစားလို့ပြောင်းလို့မပေါ့အဲ့ဟဲ့အဲ့ချိန်ညာလျှော့စားမပေါ့ထမိန်လေးဟိတူနဲ့တူစားနောက်ရေရီပွဲကြကုန်တယ်ကဲကဲရီနေုံနဲ့မပြေဘူးထမိန်ချက်ပေါ်လာကူကြအောင်တော်နေကြရင်ညီတို့ကိုတွေဘာကြီးတွေပြန်လာကြတော့မယ်မိမောတမိလဲအဝက်စားလဲပြီးချက်တုံပြုံနှင်ပေးအောင်ဟောက်ရီအမွားညီမနှစ်ယောက်ကမိဘဆောင်တဲ့ကိုဝင်သွားတော့မိမောကအခန်းထဲဝင်ပြီးအဝက်လဲကဖိလိမ့်မှုပြက်နေမမောရဲ့အကိုနှစ်ယောက်က မြောက်ကိုစီဆွဲလို့လေထံကုန်းရွာကိုထွက်လာခဲ့ကြတယ်။အခုကြီးလေထံကုန်းရွာကဥတဝါစီမှာတောင်ဆက်စီရနိုင်မလားမသိဘူးနော်။ငါလည်းမသိဘူးကွရလည်းရနိုင်မှာပေါ့။တို့ကတော်မြဲဝင်နေတဲ့မုတ်ဆိုးတွေဆိုတော့ဒါနဲ့မင်းကဘာလုပ်ဖို့လဲတောင်ဆက်စီလို့ချင်တာ။ဩစေဝါအတွက်ပါကွာ။ခန္ဓာဒုနာအတွက်ကောင်းတယ်ဆိုလို့အဖေအတွက်လိုချင်တာ။အေးကွာနောက်တော့ဖို့ပြီးကျုပ်တို့ဝင်ပြီးကြတာပေါ့။လမ်းလဲတိတ်နေတာပဲ။ ။ကောင်းတယ်ကိုကြီးဒီလိုနဲ့နွားဝယ်လက်ထံနွားကိုပို့ပြီးဦးတာဘွားရဲ့အင်ကိုဝင်ခဲ့ကြကတာเจ้าမှာเจ้าစကားပြောကြရင်တောင်စိတ်စီရှိမရှိမေးလိုက်တယ်။ဦးတာဘွားကငါတို့တို့လိုချင်တဲ့တောင်စိတ်စီကဦးလေးစီမှာတော့မရှိဘူးကွ။တောင်ဝက်စီတို့ဝင်လက်တဲ့တို့တော့ရှိတယ်။တောင်စိတ်ကမရှိတဲ့လောက်ရှားသွားပြီဦးလေးရဲ့ကျွတ်တော့လေဦးလေးစီတာเจ้าမှာเจ้าမေးတောင်စိတ်စီရနိုင်မလားမေးကြည့်တာပါ။ဒါနဲ့တောင်ဝက်စီကဘာတော့ဝင်တာလဲဦးလေး။ ဘာအတော့ဝင်လဲတော့ဦးလေးလည်းတေချာမသိဘူးကရတော့လေယူထားလိုက်တာပဲပြောကြတာတော့ပထိုင်းမွေးရှည်ပေါက်ချင်တော့လေးနိုင်အပေါက်မြန်အရှိမြက်နဲ့စုပဲကွာအော်သူ့နေရာနဲ့သူအတော့ဝင်သားတော့ဦးလေးဒါနဲ့ဦးလေးဘယ်တော့တော်တယ်ထက်ဝင်မလဲကျုပ်လိုက်ခဲ့ချင်လို့ဗျမဝင်ဖြစ်တယ်ဟုထင်ရက်ကွအိမ်မှာအလုပ်မပြီးပြတ်သေးတော့မင်းတို့ဘွားကြီးကတိတ်ပြီးကြီးကြတာကွဦးလေးကမင်းမမနိုင်ဘူးမှလားတိတ်နေတော့ပေါ့ကွာ မင်းမကိုတောင်ဝါရေးဆိုတာနဲ့ရေးပါလာပြီးသားပဲကွာဥတဝါရဲ့စကားကြောင့်တုံးရောက်တော့ပွဲကြကုန်တယ်။ကဲစကားလဲကောင်းပါရဲ့အဝေးကြီးပြင်ရအောင်ပါဆိုတော့ပြင်လာအောင်ပဲဦးလေးဒီမှာပဲအိတ်သွားကြလေကွာညနေ၄နာရီကြောနေပြီအိမ်ကိုညမှမှရောက်နိုင်မယ်ကွာမနေ့အစောစားပြီးတောက်ပြီးမှပြန်ကြပေါ့နောက်ခေါက်မှပဲအေးစစ်စစ်အိတ်တော့မယ်ဦးလေးရဲ့အမေကြီးတို့ဘာမှမပြောကြရလို့စိတ်ပူနေမှာဆိုလို့အေးကွယ် တားမြလည်းပြန်ကြပေါ့နောက်ကြုံရင်တော့ဝင်ခဲ့ကြအောင်ကွဟုတ်ကဲ့သွားပြီဦးလေးရေမမောကချီရသူနဲ့တွေ့ဖို့ချိန်ထားတဲ့အတွက်စိတ်လုံးနေတယ်အဖေါ်လာပေးသူကအမှားနှစ်ယောက်တနေ့လောက်ထိချစ်သူကိုလွမ်းနေရတဲ့အတွက်ယခုလိုတွေ့ရမှမို့စိတ်ကပုံမထက်ကိုလှုပ်ရှားနေမိတယ်ချစ်သူရေးစားရှိတော့ကိုမိခင်ဖြစ်သူကလွဲလို့ကျင်းတဲ့အိမ်သားတွေကိုအတိမပေးရသေးဘူးအခုလည်းမိခင်ကိုအတိပေးလို့ရွာစုံမှာရှိတဲ့ညောင်မြင့်ကြီးရဲ့အောက်မှာစောင့်နေကြတယ် ဟဲ့ကမညီအတော့ရင်ခုန်နေပြီလားအိချစ်သူနဲ့မတွေ့ရတာတနေ့လောက်ရှိပြီဆိုတော့လေအဲ့လောက်လည်းမဟုတ်ပါဘူးအေးမမောကရှေကိုရှက်ကနေပြန်ဖြည့်တယ်ဒါကိုသိတဲ့အငငယ်မခေတူကမမောကိုမျက်စောက်ခဲ့ပြီးတော့ဟဲ့မူးနေပြန်ပြီရောက်မှရဲ့ညီစိတ်တွေလှုပ်ရှားလုံးလုံးပြောင်းစင်နေပြီမလားရောက်တော့မှပါဟဲ့မျောမနေနဲ့တော်နေမျောလုံးလုံးလဲဝင်းရှိပြီးခေါင်းကြီးလည်းပုတ်လို့ဆိုပြုတ်ကြသွားအောင်ပဲအေးပါအပြူကြီးရဲ့ ဲ့လိုပေါက်ပန်း40ပြောလို့အခုတည်းနင့်ကိုကြိုက်မဲ့သူမပေါ်သေးတာသိရလားအမေကြိုက်မဲ့လူမရှိတာမဟုတ်ဘူးဟဲ့ညီကိုနှစ်ယောက်တည်းဟာတယောက်ကိုစောက်နေတာရောက်မရဲ့ဟွန်းဖြည်းဖြည်းကြီးပါရောက်မရဲ့နင့်အတန်ကြာပြီးညောင်မင်းမွားရုပ်ကစိုးကြီးဆင်းလာပြီးတော့ဒုံနဲ့ရိုက်နေအောင်မယ်အမဖြစ်သူခေဦးရဲ့စကားကြောင့်ခင်တို့တည်းဟာရေကြောဖြစ်လို့ဇက်ကလေးပူကညောင်မင်းဘက်ကိုလှည့်ပြီးလက်အုပ်ချလိုက်တယ်ဒီဖြစ်ကြောင့်မမောနဲ့ခေဦးတို့ရည်ကြည်စိတ်ကိုမင်းနဲ့ထိန်လိုက်ရတယ် အဲ့ဒီခဏမှာတော့မော်မော်ရဲ့ချစ်သူကောင်လေးရောက်လာတယ်။စောင့်နေတာကြာပြီလားမော်။ဟိုတိတ်တိတ်မကြသေးဘူးရှင့်။မော်မော်ကရောင်နှန်းနှန်းနဲ့ပြက်ပြေးတဲ့အခါအသက်ရှာသက်ရှိတဲ့အငယ်မခင်ဘူးကဘာမှကြာသေးရလဲ။ကျောက်တို့လာစောင့်နေတာကြာပြီလေရောင်မရဲ့။ဟဲ့အငယ်မရဲ့။ဘာလို့လျှောက်ပြောနေရလဲဟဲ့။လာလာသွားမယ်။တို့တွေအေးစေတွေးကြပါစေ။အကြီးမခင်ဦးကခင်သူရဲ့လက်ကိုဆွဲပြီးရှောင်ထွက်သွားတယ်။ညီမနဲ့ရော မမစောက်ရင်ခရီးပန်းကောက်နေကြတယ်။လေအဝင်မှာခရီးပန်းဝင်ကလေးတွေတဖြုတ်ဖြုတ်ကြွေကြနေတယ်။ညီမနဲ့ရောက်လဲခရီးပွင့်လေးတွေကိုသာမဲလို့ကောက်လို့တော့မမရဲ့အကိုကြီးရောက်လာတာကိုတော့မှမမြင်မိဘူး။ဒီမှာဘာလာလို့ကြတာလဲအမှန်တရားအတန်ကြားလို့လှဲ့ကြည့်လိုက်တဲ့အခါမမရဲ့အကိုဖြစ်နေတဲ့အတွက်တငယ်ကြီးအတွက်စိတ်ပူမိတယ်။ဟိုဟိုလေခရီးပန်းလာကောက်တာပါအကိုခရီးပန်းလာကောက်တာဟုတ်လားဟုတ်ဟုတ်ပါတယ်အကို။ ။အော်မင်းတို့ညီမနှစ်ယောက်တည်းလား။မင်းတို့တငယ်ချင်းရော။ဟိုဘက်မှာချိတ်ချိတ်ခင်တို့ရဲ့ပါဇက်ကိုခင်ဦးကပြေးပေးလိုက်တယ်။မမမပါဟုတ်ကိုညီမတို့နှစ်ယောက်တည်းလာတာ။တောက်ပါကွာ။အဖေကမင်းတို့ညီမနှစ်ယောက်နဲ့ပါသွားတာတွေ့တယ်တဲ့။ခင်တို့ကလည်းဟိုဘက်မှာချင်းတွေ့နေရလို့ပြောတယ်။ဧကနာမင်းတို့ရီးစားလာချင်းကြတာလား။မှန်မှန်ပြောကြစမ်း။မဟုတ်ပါဟုတ်ကိုရဲ့။လေမနေကြနဲ့ဟိုဘက်မှာစကားတင်ကြတယ် ငါသွားကြည့်လို့တွေ့ရင်မင်းတို့အဆုခံရမိတာမှမတော်ပါနဲ့ကိုရဲ့ဘသူမှမရှိဘူးဖြတ်လေနင်တို့ဘာဖြစ်နေကြလဲဖဲစားနင်တို့တခုခုလောက်ထားကြပြီမှတ်လားညီမနဲ့အောင်ဖက်ဆွဲထားတဲ့ဂျာကမအတင်းရုံလုံးညောင်မင်းရှိရာစီကိုထွက်သွားတယ်အဲ့ဒီချိန်ညောင်မင်းပေါ်မှာကြောပေးထန်နေတဲ့လူနှစ်ယောက်ကိုတွေ့ရတယ်မိမနေဒါဘာလောက်တာလဲအကိုကြီးဇော်မောင်ရဲ့ဒေါသတကြီးခေါ်တဲ့ကြောင့်နှစ်ယောက်လုံးအနောက်ကိုလှည့်ကြည့်လာတယ်ဟင် အကိုကြီးဒါဘာလို့တာလဲမမောဒါမြမလေးရဲ့ချစ်သူပါအကိုဟုတ်ဟုတ်ပါတယ်အကိုရာကျွန်တော်တို့နေရာမြစ်တာမြနေတာကြာပါပြီဒီကောင်နေရောငါမမဲဘူးနော်မိမလာစမ်းအိမ်ပြန်ကြမယ်အကိုကြီးကျွန်တော်တို့ရဲ့ချစ်ချင်းကိုမခွဲပါနဲ့ဗျမမောဒီချိန်အဖော်လိုက်လာတဲ့အမွာညီမနှစ်ယောက်လည်းရောက်လာခဲ့တယ်မမောကအဲ့ဒီနှစ်ယောက်ကိုကြည့်ပြီးအသက်တိတ်ရပ်ဖြစ်နေတယ် ငါဘာသားမှထပ်မကြားချင်ဘူးလာပြက်မယ်တုံးယောက်သားဘာမှမပြောရဲပဲခေါင်းကောင်ကလိုက်ပြန်ခဲ့ရတယ်ဒီကိစ္စနဲ့ပတ်သက်လို့တအိမ်လုံးကမမုတ်ကိုအရေးတကြီးကြီးနဲ့ကြည့်နေတယ်ဥမာကလည်းဒီကိစ္စကြောင့်လေထံငုံရွာစီခရီးထွက်ဖို့ရှိနေတယ်ဒီကနှစ်ယောက်သားကမမောရဲ့ချစ်သူအကြောင်းကိုတခါတည်းစုံစမ်းဖို့ပြောလိုက်တော့ဥမာကလည်းအတိတ်နဲ့စီစီကိုစုံစမ်းလာလိမ့်တယ်ဒီခါမှာကောင်လေးကလူပြိုလိုလိုတရားမဟုတ်ပဲ လူငယ်တဲ့6လခန့်ကအိမ်အောင်ကြထားတဲ့လူငယ်တယောက်ဖြစ်မှန်းသိလိုက်ရတယ်။ဒီစကားကိုကြားရတဲ့အခါမှာမမော်တယောက်မယုံနိုင်မဲ့အယူတစ်ပိုင်းဖြစ်နေရှာတယ်။မမော်ရဲ့အကုန်တယောက်ကကြိတ်မနိုင်ခဲမရဖြစ်ပြီးအလွန်အမင်းဒေါသထွက်နေတယ်။ငါထင်တော့ထင်တာကွာ။ဒီကောက်ခွေးတစ်ခုငါ့ညမအောင်လာတွေ့တော့ခိုးကြောင်ခိုးဝဲနဲ့တော့မှမလုံမလဲဖြစ်နေလား။အဲ့ကောင်နဲ့ထပ်မပတ်သက်နဲ့တော့ညီမလေး။ तू ကလူပြောလို့လို့တယောက်မဟုတ်ဘူးကွာ။မဟုတ်ဘူး။မဟုတ်ဘူး။ ညမဝိုင်းမိလိမ့်နေကြတာတော့မှညမကလွဲပြီးဘသူမှမရှိဘူးသူကညမကိုအရင်ချစ်တာတော့ညမယုံတယ်မင်းရောအဲ့ဒီကောင်ကဘာတွေကြွေးထောက်လို့ဒီလောက်တောင်ယုံနေရတာလဲပြောစမ်းဒုသာနာတော့မလုံချင်စားမှလည်းကွာသူများအင်နာရီကိုဖျက်ဆီးမလို့လားဟမ်အကိုကြီးကလက်နဲ့ရိုက်ဖို့ရွယ်ပြီးမှကုတော်သားကိုပြတ်ထိန်လိုက်တယ်ငါမပြောချင်ဘူးအမေသမီးကိုအမေရအောင်ပြောတာနောက်တော့အဲ့ဒီကောင်နဲ့ထပ်ပြီးပတ်သက်တယ်ကြားရင် နှစ်ကောင်စလုံးကိုတက်ပြစ်မမှတ်။ကဲပါသားကြီးရေအမေပြောပါမယ်ကွယ်။စိတ်လိုက်မှမလုပ်ကြပါနဲ့ကွယ်။သားတို့ပြောရင်အမေကအဲ့ဒီလိုလိုက်လိုက်ကနေလို့အမေသမီးကပြောမြဆိုမြဖြစ်နေအား။အေးပါကွယ်အေးပါ။ကဲကဲသမီးလေးလည်းငုံမနေနဲ့တော့။သူနဲ့ပြက်လဲဘာဖြစ်လဲ။ကိုကအပြိုးလေ။အိမ်တော်တဲ့ကိုဘာလို့ကြိုက်နေမှာလဲ။ပြီးတော့သူများအိမ်တော်ရို့ဖြစ်စင်းမိ။တန်တရာဝွကျွေးပြီးပေးဆက်ရတတ်တယ်ကွယ်။အမေတို့လူမှားနေတာပါ။ မှာတမိရလွယ်ပြီးဘသူမှမရှိဘူး။သူ့ကိုတမိယုံတယ်။မမောကအဲ့လိုပြောပြီးအိမ်ငန်းလေးကိုပြင်ဝင်လို့တကားကိုပိတ်လိုက်တယ်။ဒီနေ့မှာတော့မမောဟာချစ်သူကိုလွမ်းတဲ့တံကိုမခံနိုင်တော့တဲ့အတွက်အိမ်ကလူတွေအလစ်လှဲကြုံနဲ့ချစ်သူရှိရရွာကိုလိုက်လာခဲ့တယ်။ဒီတော့မှမိဘမောင်နှမတွေပြောတဲ့စကားကိုသူမယုံကြည်လိုက်ရတော့တယ်။အကြောင်းကတော့သူမကိုယ်တိုင်ချစ်ရသူနဲ့တခြားမိန်းကလေးတူပျော်ရွှင်ကြည်နူးနေတာကိုတွေ့လိုက်ရတယ်။ငါကတော့ မိဘမောင်နှမတွေကိုကလက်ကဆက်လှုပ်ပြီးသူ့ကိုကာပေးလိုက်ရတာသူကြတော့ငန်းနောက်ကမှာတခြားတယောက်နဲ့ပျော်ပါနေတယ်ပေါ့မော်မော်ရဲ့တက်ရှင်းတဲ့အချစ်တွေဟာမြဟုံဟုံတောက်တဲ့ဒေါသအဖြစ်ကိုပြောင်းလဲသွားခဲ့တယ်ငါအချစ်ကိုနင်းလှည့်စားခဲ့တယ်လို့မင်းကိုလည်းငါပြန်ခံစားရအောင်လုပ်ပြမယ်မော်မော်အသားတွေတဆက်ဆက်တုန်နေပြီးမျိုးလုံးနှစ်ဖက်မှာလည်းသွေးကြောပေါက်ထွက်မတဲ့နေရင်းနေတယ်အဲနောက်တစိုးတစ်ခုကိုရွတ်လို့ဖနှောက်သုံးချက်ပေါက်လိုက်တယ်ဒေါသဘယ်လောက်ထွက်လဲမသိဘူး ဖနောက်ပေါက်ထားတဲ့နေရာမှာမြေကြီးတောင်မှာအတွင်းထဲကိုချဝင်သွားခဲ့တယ်။အိမ်အောင်ကြကားစားကမိမကိုတိတ်မချစ်တယ်လို့ခံစားနေရတယ်ဆိုပေမဲ့လည်းနောက်ပိုင်းမှာတော့မိမကိုတဖြည်းဖြည်းပို့ချစ်လာခဲ့တယ်။မိမိမှာအသက်ထက်ချစ်ရသူရှိပေမဲ့မိဘတော့မျက်စိကြလို့ပေးစားတဲ့မင်းကလေးကိုပဲယူလိုက်ရတယ်။မိဘစကားကိုလည်းမပေဝဲချစ်သူမင်းကလေးကိုလည်းမစွန့်လို့ရ။ဒါပေမဲ့လောကမှာမိဘနှစ်ပါးတက်ရှိထေရှားမျက်စာပြားတဆူလို့မှတ်ထားတာပေါ့။ အသက်နှလုံးကိုရင်နနာနဲ့မိမိကိုယ်တိုင်ခွဲရတယ်။ချစ်သူကိုအသိမပေးဘဲမင်္ဂလာပွဲကိုလက်ခံလိုက်တယ်။အခုတော့နာကျင်နေရတဲ့အသက်ကအမာရွတ်တစ်ခုဖြစ်ချင်ပြီ။မကြတဲ့အချိန်မှာပဲမိမိတို့နှစ်ဦးစီကိုရင်နဲ့တဲချာတာသမီးရနနာလေးရလာတော့မယ်။ဒါကြောင့်ပြောတပြုံးပြုံးနဲ့ရှိနေပါတယ်။လာမင်းထိုင်နေတာတဲ့ညတညအခုလိုလှပတဲ့ညတညမှာဆန်တော့တယောက်အိမ်ရှိကုပြစ်မှာထိုင်လို့အိမ်ထဲကိုမျောနေတကြီးစောင့်ဆိုင်နေတယ်။ လှပတဲ့ညရဲ့အလှအောင်မခံစားမိပဲအိမ်ထဲမှာမိဖွားနေတဲ့လှလှစီကိုသာစိတ်ရောက်နေတယ်။အိမ်ထဲကထွက်လာတဲ့လှလှရဲ့နာကျင်အော်ဟစ်ညဉ့်ညွတ်တန်တွေကသူ့ရင်ကိုဗလောင်ဆုစစ်ပြီးညံ့ညံ့သာဝင်းနိုင်ပါစေလို့လဲအချိန်မောင်းမနေဆူတောင်းနေမိတယ်။အဲ့ဒီခဏမှာပဲဥပဲဆိုတဲ့ကလေးငိုတဲ့တီတီလေးနဲ့တူလက်တဲ့အဖွားညာရဲ့မွေးပြီဟေးဆိုတဲ့အတန်ကြတော့မှသူ့ခမညာဟင်းငနဲ့တက်ပြေးချနိုင်တော့တယ်။စံတို့ရဲ့မင်းရဲ့တမီးလို့လဲကြည့်ပါအောင်ဟဲ့ တလုံးတခဲလေးပဲဤဒေသန်နဲ့သူတကားဖုန်းလို့ထွက်လာတဲ့သူကအမေဖြစ်သူတော်သားစံထုံးလဲဝမ်းသာအားရနဲ့မိခင်စီအားနီတာရဲ့ချစ်သမီးလေးကိုစီးပွေ့မဲ့အလို့ဟဲ့ဟဲ့မချစ်သေးနဲ့ဦးလေမင်းမချစ်တတ်သေးဘူးမျက်နှာလေးပဲကြည့်ဤဟာဟုတ်တာပဲစိတ်လောသွားတာအမေဒါနဲ့လှလှရောတတတတရှိရလားမဟုတ်လားစိတ်ချပါအေးအဖွားမြမြို့စုပေးနေတယ်ကဲကဲကြည်ပြီလဲကလေးနုတိုက်ဖို့ခေါ်သွားတော့မယ် အဲ့ဒီချိန်အိန္ဒိယလှလာရဲ့အာကုန်ချစ်အော်လိုက်တဲ့အတားကြောင့်ကလေးမီကလက်မိမှုတယ်။လှလာလှလာဘာဖြစ်တာလဲ။မိမဖြစ်သူရဲ့အော်တာကြောင့်ဆန်တော့ကတကားကိုဝုန်းကနေဖွင့်လို့အိန္ဒိယကိုလွှကနေပြေးဝင်သွားတယ်။အနားမှာရှိနေတဲ့အဖော်မင်းလေးတချို့နဲ့လက်သက်အဖွားမြန်ကလှလာကိုပြွေပြီးခေါ်နေကြတယ်။လှလာလှလာကောင်မလေးညစ်တိထားစမ်းလှလာသမီးဟဲ့လှလာတိထားပါဦးဟဲ့မိမမိမ ထပါဦးမိမကြီးပါ့ကိုဖေးပြန်ညာပြန်ရိုက်ခေါ်ပြီမဲ့လှလာကတော့ဒလူလေးမင်မျောနေစေကျွန်တော်မိမဘာဖြစ်သွားတာလို့ဖွားမြန်ရာလောက်ပါဦးဗျာမင်းမိမသွေးလန့်သွားတာစန့်ထွန်းရလှုပ်လှုပ်မင်းမကြီးဆဲယူလာပြီးမင်းမျက်နှာနဲ့ယူမှရမယ်အဲ့အဲ့ဒီမြက်ကြီးအိမ်ထဲကိုဘလို့ရောက်လာတာလဲဖွားမြန်ရဲ့လှလာအဲ့လိုမြင်မြင်သွေးလန့်သွားတာအဖော်မင်းကလေးကအိမ်ထဲစီကိုထူးဆန်းစွာနဲ့ရောက်လာတဲ့ငှက်ကြောင့်လှလာသွေးလန့်ပြီးဒလူလစ်သွားတာကိုသိနေတယ် တနအီကျော်ကြာနှာနဲ့ယူပြီးနောက်လှလှသတိပြန်လည်လာခဲ့တယ်။ဒါပေမဲ့လူကောင်းတယောက်လည်းမဟုတ်တော့ဘဲငင်းငန်နေရှာတယ်။နူးစာနေတာကြောင့်ကလေးကအကောင်ချစ်ငိုနေပြီ။ဇတ်တော်ဟာတမီးလေးကိုနူဘူးတိုက်ရင်တမီးလေးရဲ့မျက်နှာကိုကြည့်ကတနာနေမိတယ်။မွေးစာကလေးကမိခင်နို့ရီကိုကလေးကစိုးခွေ့မရ။လှလှဟာမင်းရင်းနေရစားလို့သွေးလန့်ပြီးလူကောင်းတယောက်ပြန်ပြစ်မလာတော့ဘူး။အမေငင်းငန်ပြီးထမင်းလည်းခွန့်ကျရတယ်။ဝါးစားလို့မပြောမချင်းမဝါးပဲငုံထားတယ်။ ိုချလို့မပြောမချင်းမမျိုးချပဲနေတယ်လူတိုင်းကရင်ရင်လေးယူနေတဲ့လှလကိုတနာနေမိတယ်တမီလီယာ6လောက်တော့ရောက်လာခဲ့တယ်ဆိုပေမဲ့လှလဟာတကားမှနှိုးချိုတိုက်ကြွေးခြင်းမရှိဘူးဒေါ်ထားလည်းချင်းမဖြစ်သူအတွက်တော့ကရောက်နေရရှာပြီဒီနေ့မှာတော့ဒေါ်ထားရဲ့တငယ်ချင်းဖြစ်သူကုံတဲ့ဆက်ဝင်းကဒေါ်ထားရင်ကိုရောက်လာတယ်သူမဟာလှလရဲ့အဖြစ်ကိုကြည့်ပြီးတနာနေမိတယ်ထားထားရဲ့ကလေးကဒီလောက်တောင်ဖြစ်နေတာကိုဆရာဘာညာမပြချင်ဘူးလားဟဲ့ ပြတာပေါ့ဆက်ဆက်ရေမျိုးဟာပါရကူဆိုလားဆရာကူဆိုလားသူစီလဲခေါ်ပြတာပဲထိုးစေးတောက်ဆွေးတွေအပုံကြီးပေးလိုက်ပါရဲ့မတက်တာပါဘူးအေးပါရကူပါအေးကဲကဲထားပါတော့ဆရာရီကဘာရောကဆွဲချက်ထားလဲသွေးလန်လာတဲ့အေးစစ်ချမ်းသာကိုထားဖို့မှားလိုက်ကြရဲ့ငါမျိုးလဲတနာပါတယ်အေးမွေးကလေးကမြေကြီးနိုးတဆက်မတော့ရသေးဘူးကလေးမြေကြီးကယောဂပြအောင်ကုသပေးစမ်းပါအေး ပါရဂူတွေနဲ့ပြလို့မပြောက်ရင်ဘိန်းတော်ဆရာတွေနဲ့ပြကြည့်ပါလားဤတော်ပါပြီဆန်းဆန်းရဲ့တော်ကြဆရာလေးနီနဲ့တွေ့ပြီးရှိစုမဲစုလေးပါသွားမှဖြစ်ညီဘက်ကသာလက်ခဲ့ကျန်တာငတ်တောင်ဝေထားငါကုံနေကူရင်နဲ့ရှင်းညီဘက်ကတာလုံးဆိုတဲ့ရွာမှာအရင်တော်တဲ့ဆရာကိုတွေ့ရဘူးတဲ့သူ့တရင်ကအဲ့နဲ့တဝိုက်မှာအတော်ငွှင်းနေတာအမလီဆန်းဆန်းရဲ့နင်းကလေတကယ်ကိုနေရူးဆရာယူပဲနင်းမှာရှိသမျှပါမသွားချင်း ဲ့ဝါဒနာတွေဖြောက်စားမှာအေးတော်စားမှာထားထားရေငါပြောတဲ့ဆရာကတကယ့်စေတနာဆရာဟဲ့နေမတရားရင်တပြားမှမပေးလိုက်ရတယ်အရေးကြီးတာနေချွေမှာပြန်ကောင်းနေဖို့ပဲမှတ်လားယူနေတဲ့သူဘယ်သူကနေကောင်းအောင်လုပ်နိုင်မှာလဲမဆက်ရေကဲပါအမေရကျွန်တော်တမီးလေးအတွက်ကျွန်တော်မိမကိုရအောင်ကုမယ်ဒေါ်ဆာအဲ့ဒီဆရာကိုဘယ်လိုပြရမလဲညီတို့ဘက်ကခေါမက်ဆန္ဒရှိရင်တော့ငါကိုယ်တိုင်သွားပြမိမယ် ိုပင်ပေလို့ငါကြားရရပင်ကတွေယူမဲ့လို့တော့မထင်းနဲ့နော်။ငါကညီမိမနဲ့ကလေးကိုတနာလို့လို့ပါအေး။ယုံမာတဲ့ဒေါ်ကြီးဆိုင်ရဲ့ဆရာသားရအောင်ပင်ခဲ့ပေးစမ်းပါဗျာ။ဒေါ်ကြီးကျေးဇူးမမေ့ပါဘူး။တပည့်သူကပင်မဆန္ဒရှိနေတာကြောင့်ဒေါ်သားဟာဘာမှဝန်မပြောတော့ဘူး။ဆိုထားတဲ့အတိုင်းပဲ15ရက်ခန့်အကြာမှာတော့ရှမ်းပြည်ကိုကုန်ကူသွားတဲ့ဒေါ်ဆန်းနဲ့အတူတူဆရာနှစ်ယောက်ပါလာခဲ့တယ်။ကဲမောင်ဆန်တို့ရေအတော်ကြီးကတော့မင်းတို့ဆန္ဒအတိုင်း ဆရာတို့ကိုပြစ်လာခဲ့ပြီပြီကျန်တာမင်းတို့ကိစ္စမောင်ရီကဲတို့ဆရာတပည့်နှစ်ယောက်လဲအရှင်တို့နေရာချပေးတဲ့အပေါ်ထက်ဖျားခမ်းမှာအနားယူကြတယ်တအောင်တနာနေပြီးတော့ရေမှုချို့အဝတ်စားလက်ကပရိစိတ်တရားထန်နေကြတယ်ဆရာဆရာညစာစားကြမယ်ဗျအောက်ထက်ကတက်လာတဲ့ဇက်တော့ဆရာတို့တရားထန်နေတော့ကိုမသိပဲခေါ်လိုက်တယ်အော်ဆရာတို့တရားထန်နေကြတော့ကိုအဲ့လိုတီတူပြောလို့ပြက်စေးမဲ့အလို့ ရပါတယ်ဗျအလုံးမရှိသေးရနဲ့ပရင်းစိတ်နေတာပါဟုတ်ကဲ့ပါဆရာကျွန်တော်ဆရာတို့ကိုအနှောက်ယှက်ပေးသလိုဖြစ်သွားတယ်ဗျမဟုတ်တာဗျခဏမှာတော့မောက်ထေဘွားတရားဖြုတ်လိုက်တယ်ကဲဆရာတို့လည်းခရီးဝရနေလာတာဆိုတော့ဗိုက်စာနေလောက်ရောပေါ့အောက်ထက်ကိုထမင်းစားဖို့ကြောက်ခဲ့ပါဦးဗျကောင်းပါပြီဗျဒီလိုနဲ့အောက်ထက်ထမင်းစားခန်းကိုရောက်တော့လေးတောင်စွဲအစော်မှာငင်းငင်းငန်ငန်ထန်နေတဲ့ အသက်23နှစ်အရွယ်ရှိမိန်းကလေးတစ်ယောက်ကိုတွေ့ရတယ်။အမနာနဲ့ညီမသာထက်စားကြဆရာတို့ကျွန်တော်ကတော့မိမကိုခုတ်ပေးလိုက်အောင်မယ်။မောင်ရီကဘာမှမပြောဘဲထမင်းသာစားနေတယ်။အေရှင်လူရဲကတော့သူ့မျိုးသမီးဖြစ်သူဗဇက်ဟကလိုက်ဝါကလိုက်နဲ့အလုံးရှုံနေတယ်။အဲ့ဒီအမျိုးသမီးဟာဗဇက်ဟဆိုမှဟပြီးဝါစားလို့မပြောမချင်းမဝါပဲငုံထားတယ်။အေရှင်ကောင်လေးကဆစ်ရှည်လုံးနဲ့အမျိုးသားတူဖြစ်လို့သာတော်တော်တယ်။ ောက်တနေ့မှာတော့လိုအပ်တာတွေကိုဝယ်ချမ်းခမ်းပြီးဖွဲ့တပွဲပြင်လိုက်တယ်။အဲနောက်အမျိုးသမီးကိုခေါ်လို့ကုသဖို့ပြင်တယ်။အင်ရှင်လူရဲကဇနီးဖြစ်သူကိုချုံပေါ်ပြီးပွဲရှိမှာထိုက်စီတယ်။ငါအိတ်ချင်တယ်။ဒါလေးလုပ်ပြီးအိတ်မယ်လေနော်။လှလှလိမ့်မပါတယ်။ခဏနေကြရင်လှလှအောင်ဝတားဟိနဲ့ထမင်းကျင့်မယ်နော်။မရဘူး။ငါအိတ်ချင်နေပြီ။အဲ့လိုလုံးလုံးမရဘူးလေးလှလှရဲ့နော်။အခုချစ်ရမဟုတ်လားယ။ ဘလို့မှပြောလို့မရပဲမင်းကလေးကပွဲရှင်မှာပဲအိတ်ချလိုက်တယ်အရှင်မိမကြီးကမျက်စိမျက်နှာပြက်နေတယ်အရှင်လူရဲကလည်းမောင်ရီကဲတို့ကိုအလွန်အားနာမိသွားတယ်ဒီခါမှမောင်ရီကဲကဘာမှမဖြစ်ဘူးအိပ်ပါစေခဏနဲ့သူနိုးလာလိုက်မယ်အားနာလိုက်တာဆရာတို့ရဲ့ဒီလိုနဲ့နိုင်ဝက်မြအိပ်ပြီးတဲ့နောက်မှာတော့ပြက်နိုးလာခဲ့တယ်အာအဲ့လိုကောင်းလိုက်တာရေးစားတယ်ရေးတောက်ချင်တယ် အကျိုးဆက်မင်းဟွာတန်လို့အညောင်းညာဖြစ်တယ်လို့လှုပ်ပြီးနောက်ရေတောက်တောက်လိတယ်။ကဲအချိန်ကြပြီထင်ပေါ့။မီးစက်ချလိုက်တော့ဟုတ်စရာ။မောင်တဲဘွားကဆရာဖြစ်သူပြောတဲ့အတိုင်းကောင်မလေးကိုအလဲမထားပြီးမီးစက်သုံးခွက်ချလိုက်တယ်။မင်းကြီးလိုက်မယ်နော်ဆရာ။အေးထင်ပေါ့။မောင်ကြီးကအရှိလက်လို့ရေမက်မန်းနေတော့ထင်မောကမီးစက်ကိုညှိလိုက်တယ်။မီးစက်တိုင်းမင်းကြီးလိုတော့မပြီးသေး။မင်းကလေးကညာဘက်မီးစက်ကိုဖူးကနေမှောင်ညှိလိုက်တယ်။ မထင်မှတ်ပဲမိနေခံလိုက်ရတာကြောင့်ထင်မော်ကြောက်အံ့အံ့ဖြစ်သွားတယ်။မိနေညာနဲ့မင်းကလေးကသဘောကျစွာနဲ့ထိုက်တယ်။ဒီခါမှမောင်ရီကအနောက်ကိုလှည့်လာပြီးကျင်းမြင့်ကိုညာလက်နဲ့တစ်ချက်ပုတ်လိုက်တယ်။ဒီမိဆက်ကိုမိတိပုတ်ကုတ်မျိုးမှမငိမ့်နိုင်အောင်မိဆက်အခိုင်မာချပေးထားအထက်ဆရာကြီးများမောင်ရီကတိုင်တယ်လိုက်လိမ့်တယ်။ဒီခါမင်းကလေးကစိုးစိုးဟာတိုင်းမိဆက်ထံကိုတဖူးဖူးနဲ့ငင်းပြန်တယ်။ဟာမရဘူးဖူး ဟာညီလို့လည်းမရဘူး။တော်စမ်းဖះเจ้าဆောင်ရှေ့မှာအကလရောဖြစ်အောင်မလုပ်နဲ့။ရေရေစာလို့ပါ။ရေတိုက်ပါ။ရော့တော့ကောင်းအောင်တော့နော်။ပြီးရမျိုးချကြားလား။အင်းအင်းမောင်ရေကမန်းထားတဲ့စမရေမန်းကိုကမ်းပေးလိုက်တယ်။အမျိုးသမီးကအဲ့ဒီရေမန်းကိုစက်ခနဲ့ဆွဲလို့တကြိုက်တည်းမောတောက်လိုက်တယ်။ပို့လိုက်တာပို့တယ်။ပဇက်ထဲရောက်နေတဲ့စမရေမန်းကိုဖွီးကနဲ့ထွက်ထုတ်ပြီး လက်နှစ်ဖက်နဲ့ရှာဖို့တက်ချနေတယ်။မီးဆက်မီးတောက်ဆရာကြီးများမီးဆက်မီးတောက်ဆီးတွေအခိုင်အမာချထားပြီးမီးဆက်တဲ့ရောက်နေတဲ့မီးသိပျော်ကမစို့မီးဆက်ထိတ်ကပြင်မထွက်နိုင်စေရအမျိုးသမီးဟာဖျောင်းနိုင်သုံးနိုင်အလဲမှလွတ်လွတ်နေတယ်။ဆွဲချုပ်ပေးထားဆိုင်ရလက်ကိုနောက်ပြန်ကျုပ်တုပ်ပေးထားရအောင်ဆက်တုပ်ထားပူရင်ပူရင်ငါ့ကိုလွတ်ငါ့ကိုလွတ်တော့မင်းမသူတော့ခန္ဓာရှင်အင်္ဂါသမီးကို မင်းဘာလုပ်ထားတာလဲမမပြေစားငါမလုပ်ဘူးငါဘာမှမလုပ်ဘူးငါ့ကိုလှော့နေအစင်းလောက်နဲ့ဒီကလေးမမလုပ်နိုင်ဘူးငါသိတယ်ကဲပြောနေဒီဘွားကနေမလွတ်ချင်ဘူးလားမင်းကလေးကမဖြေဘဲတိတ်ဆိတ်နေတယ်မဖြေဘဲနေအာငါနှင်းကိုဆွဲဟပြီးငရင်းမြူတွေလောင်းထက်တာဆိုင်ရဒီလိုပြောလိုက်တာနဲ့မင်းကလေးရဲ့ခေါင်းဟာတရရောက်ကဆွဲလိုက်တယ်လို့အပေါ်မွန်လာပြီးပါဇက်လဲဟလာတယ် ဒီကဘလုံးမထွေးနဲ့အောင်ကြီးတန်တွေထွက်ပေါ်လာခဲ့တယ်။ကဲခနိုင်သေးလားဟိအမျိုးသမီးကခေါင်းခါတယ်။သိကြလား။လက်ရည်ဒီတန်နာမယ်နော်။ပြောမင်းဘာလုပ်ထားလဲမှန်မှန်ဖြေ။ဖြေဖြေပါမယ်။လက်လက်အောင်လှုပ်ထားတာပါ။သိကြလား။အဲ့ဒါပဲလား။သိကြပါရဲ့။ငါ့ကိုတောခွေပြပါတော့ငါပူနေပြီ။မောင်ထင်ပေါ်ကလဝတ်နဲ့တစ်ချက်အုပ်လိုက်တယ်။ ငါလို့ပြောမလားမမပြောတော့ပါဘူးကျွန်တော်ကိုသွားခွင့်ပြုပါအေးခဏနေသွားမယ်ကဲမင်းခဏအပြင်မှာထွက်နေဒီတရက်ကိုဘဲမှာသွားလို့မရဆိုင်ရကချုပ်တာကဲအင်းငါသမီးကိုပြူစားနှောက်ရက်တဲ့ဆွေးရှင်ကိုတာဒီမိစက်တဲ့ရောက်လာခဲ့မလာပဲပြေးခဲ့နေတဲ့နေရာမှာမီးဟုံဟုံတောက်စီအဲ့လိုအမေပြေးလိုက်တော့မိစက်ထဲမှာရှိတဲ့အမျိုးသမီးကခေါင်းမော်လာပြီဟွန်း ငါ့အလုပ်ကိုဘယ်ကောင်လာရှုပ်ရဲတာလဲအမျိုးသမီးကငကိုလိုမဟုတ်တော့ပဲလက်တီတင်းနေဆုံးလို့အန်တိတ်ပြီးတဟင်းနဲ့ဒေါသထွက်နေတယ်ဒီကောင်မမောင်ရီကဲကကဲကဲငါရှေ့ရောက်လာရင်ဒေါသထွက်နေလဲအဖို့ပဲလက်ကိုရအောင်စီပြီးဖះဥချစမ်းအိုးငါလာအမဲမပေးနဲ့ဟဲ့အကောင်ရဲ့အောင်းမငါများအကောင်နဲ့လဝါနဲ့တစ်ချက်ချင်းပြင်းပြင်းရိုက်ချလိုက်တော့အရှိကိုမှောက်ခုံလဲကြသွားခဲ့တယ်ဘဲနဲ့လဲ အားကောင်းမလားထမရအောင်ဆိုင်ရကကြောပြင်ကိုနှဲချတာမသိစေနဲ့ဒီလိုပြောလိုက်တော့အမျိုးသမီးရဲ့ကြောပြင်ကတိတ်ငင်နဲ့အေးချသွားခဲ့တယ်အတိတ်တိတ်ပါပြီအမျိုးသမီးကအသက်ရှူကျစ်နေတဲ့လေတန်နဲ့အန်ကျိတ်ပြီးပြောတယ်မင်းအဆန်းရှိရအောင်ပြတ်ထမင်းပြညာလောင်းနဲ့ငါ့ကိုမလောက်လင်းမလောက်စားဆက်ဆန့်စရာလားထစမ်းမင်းအဆန်းဘယ်လောက်ရှိလဲပြစမ်းအေးနင်တို့လက်ထဲမှာရှိနေတော့လှုပ်ထကြပါ့ နေတော့ပြန်လာနဲ့ဒီကောင်မကောငါရောက်တက်မှာတက်ကွာတက်နိုင်ရောက်တက်ကွာအေးမင်းမတက်နိုင်တော့မင်းလောက်ထားတာတဲ့အကုန်ပြန်ယူပြီးမင်းရဲ့ပြင်ကြတွေပါလှုပ်ပြစ်ခဲ့ရမယ်ကြားလားအမျိုးသမီးကဘာမှပြက်မပြောပဲမိဆက်ထရေကပြစ်ထွက်နိုင်ဖို့သာကြိတ်ပြီးစီစဉ်နေတယ်လာတော့ကဒီဆီယာညောင်ရဲ့ပညာကဒီလောက်မြင့်မားမှမသိခဲ့အခုတော့သူ့မှာရှိတဲ့အကာအကွယ်စက်တွေတောင်မကတော့ ပညာဝူးတို့ကအိုင်အိမ်ဆက်ရုပ်လာခဲ့ပြီ။အင်ကသမီးကိုလက်မလို့တွေသူကိုယ်တိုင်တည်ရတော့မယ်။ကဲ။ဘာတွေကြံစည်နေရလဲ။မင်းလောက်ထားတာတွေပြည့်ယူမလား။ဒါမှမဟုတ်အသေးခံမလား။မင်းဘယ်သူဘဲဝါဆိုတာကရဲကရှင်နဲ့တင့်အောင်ပြောပြလိုက်ရမလား။ဒီလိုအကြက်ကလိုက်မှအမျိုးသမီးကမျက်နှာငယ်လေးနဲ့မောင်ရီကဲဘက်ကိုလှည့်ကြည့်လာတယ်။ကဲ။ပြောချင်တာပြောလို့ရအောင်။ဆရာကဆွဲထပြီးနှုတ်ဖွက်ပေးလိုက်။မမပြောပါနဲ့ဆရာရဲ့။ တောင်းမှမှာလေလောက်ထားတာတွေကိုအကောင်ပြန်ယူသွားပါမယ်အေးအကောင်ပြန်ယူလိန်ညာရဲ့ဆိုင်ရက်ကဓာန်ပေးထားမလရဲပါဘူးရှင်မလရဲပါဘူးအကောင်ပြန်ယူပါမယ်ဂျမဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာဆရာလေးတို့စိတ်ထဲမှာပဲထားထားပေးပါသူတို့မပြောပါနဲ့ရှင်ဟုတ်ပြီဂရိတိပါစေမောင်ငါကပြောမှာဂရိတိပါမယ်ရှင်ကဲဖះဦးချပြီးအနောက်လက်ခြေစင်းထား လောက်ထားတဲ့အကောင်ပြဲသွားငါစစ်ကြည့်လို့ကြဲရင်နာပြီးသားမှတ်မကြဲရပါဘူးရှင်အမျိုးသမီးကအနောက်ကိုလက်ချေဆေးထားလို့ခေါင်းကခြေပြားထိတက်ချနေတယ်ကဲထင်းမော်ဒီဟာမတွေကမယုံရအောင်တစ္ဆာရည်ပြင်းပြင်းလေးတစ်ခွက်မှန်းပြီးတိုက်ထားလိုက်ဒါမှထက်လို့ရဲတဲ့ကိုထိုင်နဲ့ကိုကံမယ်ဟုတ်ကဲ့ဆရာအတော်ကြာတဲ့ထိတက်ချပြီးမှကောင်းပြီလားသေချာကောင်းအောင်ထုတ်သွားနော်တကယ်ကောင်းပါပြီဆရာရဲ့ မလိမ့်ရပါဘူး။ကဲဒါဆိုလဲအရှိနဲ့ပြီးတော့တစ္ဆာရေတောက်သွားချေ။တောက်ပါမယ်ရှေ့တောက်ပါမယ်။တစ္ဆာရေတောက်ပြီးတော့မောင်ရီကအမျိုးသမီးမှာပယောကဆက်ကိုမကုံစစ်ကြည့်လို့တေချာတော့တာနဲ့ဆွေရင်းရှင်ကိုပြန်လွန်လိုက်တယ်။အချိန်တော်ကြာတဲ့တည်းဝူပူးကြီးခံရတဲ့အတွက်အမျိုးသမီးကမိန်မောနေတယ်။မောင်ရီကစမရီစင်းနဲ့တောက်လိုက်တော့တတိပြန်လည်လာခဲ့တယ်။ကဲညီမလေးညီမလေးတတိရလာပြီလား။ဟင် ုကိုဆက်ထောတမီးလေးရောတမီးလေးမင်းကလေးကအခုမှသူ့နှကိုအသေးစိတ်ပြန်ဝင်လာပြီးကလေးကိုတရေရလိုက်တယ်အရှင်လူရဲ့လက်ဒီခါကြမှာပဲပြုံးနိုင်တော့တယ်လှလှမင်းမင်းနေကောင်းသွားပြီနော်ဟုတ်တယ်ကိုကလေးမွေးပြီးတော့အိမ်ထဲကိုငှက်ကြီးတစ်ကောင်ဝင်လာတယ်အဲ့ဒီငှက်ကြီးပေါ်မှာထိုင်နေတာတရေဟုတ်တယ်တရေတစ်ကောင်အဲ့ဒါမြင်ပြီးညမလှမ်းသွားတယ် ပြီးတော့အမောင်တို့မှတီးတဲ့ချုပ်ထားသလိုလိုနင်းနေရတာ။ကဲပါလက်လိုက်ရဲ့။ပြန်လာပြီးတော့ပဲအရဲကျေးဇူးတင်နေကွာ။တမီးလေးကမိခင်တို့တစ်ဆက်မှမဆုခဲ့ရအောင်။ရော့ကလေးကိုနှုတ်တိုက်လိုက်ပါအောင်ကွာ။အရှင်လူရဲ့ကဝမ်းသာအောင်မျက်ရည်နဲ့ကလေးငယ်ကိုမိခင်စီလှမ်းပေးလိုက်တယ်။ဆရာတို့အရန်ကျေးဇူးတင်ပါတယ်ဗျ။ဒါဆရာတို့ကျေးဇူးဆက်တဲ့အနေနဲ့ကရော့တာပါဆိုပြီးတော့ငွေတစ်ထပ်ကိုငွေဖလားနဲ့ကရော့လိုက်တယ်။ကဲကဲ အခုလိုကဲကွင်းရလို့လဲဝမ်းသာပါတယ်ဗျကလေးအတွက်လိုအပ်တာဝယ်ပေးလိုက်ဟုတ်ပြီလားဒါတော့တင်ငန်းတစ်စုံဝယ်ပြီးဆရာတော်ကိုလှူလိုက်ကျွတ်သေးကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်တယောက်သာတို့ခေါ်လိုက်မယ်ဟုတ်ကဲ့ပါဆရာလှူပြအောင်လှူလိုက်ပါမယ်မောင်ရေကရတစ်စုံတစ်ခုကိုတီတွရလို့တရေကြီးကိုလှုပ်ပေးတယ်ဘသူမှချုံတော်ခန်းစားလို့မရနိုင်တဲ့နေရာစီကိုတက်ဆရာနဲ့အပ်ပေးလိုက်လိမ့်တယ်ကဲအားလုံးလည်းတောကပရိဒီဝမျိုးတွေကိုစီကိုစီငိမ့်သွားပြီဆိုတော့ ျွန်တော်တို့ကိုလည်းသွားဝင်ပြုပါအောင်ဗျာခွင့်ပြုကြပါအောင်နောက်နေ့မှသွားပါလားဆရာတို့ရေရည်စက်မကော်ရေးပြင်ပြီးစုံတွေ့ကြတာပေါ့ဗျာဘလို့မှတားမရတဲ့အဆုံးနှုတ်ဆက်လို့လှုပ်လိုက်ရတော့တယ်မောင်ရေကဲတို့ဆရာတို့ပဲနှစ်ယောက်လဲတက်ကြွတဲ့ခြေလန်းတွေနဲ့အပြန်ခီးကိုဆက်ကြတယ်ပရိသတ်များရှိမောင်ရေကဲနဲ့နတ်ကဝေမဇလန်းလေးရတော့ဒီလောက်ပါပဲနော်နားစင်အားပေးကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးထူးပဲတည်ရှိသလား စာရေးသူခုကလည်းကျေးဇူးထူးပဲတင်ရှိပါရရှင့်ဒီဇလာလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်ပရိသတ်များအလုံးမဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစင်ထာဝရပတ်စားနိုင်ကြပါစေရှင်